ဘုန်းကြီးတို့တွေခုချိန်မှာလူလာဖြစ်နေကြတယ်လူလာဖြစ်တဲ့ချိန်လေးမှာဘုရားသာသနာပွင့်လင်းနေလို့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုကြားနာခွင့်ရနေကြတယ်လူဖြစ်တဲ့လူတိုင်းကြားနာခွင့်ရလားဆိုမရဘူးအနည်းငယ်သောပုဂ္ဂိုလ်များကြားနာခွင့်ရတော့လေတရားဆိုတာမရှိသည့်အတွက်ကြောင့်ကြားနာနိုင်မှုမရှိပြန်ဘူးအကြောင်းညင်ညွတ်မှ လူလည်းဖြစ်အောင်မှအတိညာလည်းရှိအောင်မှတရားလည်းရှိအောင်မှ မြတ်စွာဘုရားရဲ့ဆုံးမတရားတော်ဒီနေ့လေကျုံတွေ့အောင်မှအဲ့လိုအခြေအနေကောင်းနေစုံစည်းတဲ့အခါမှသာဆုံးမတရားတော်ကိုကြားနာခွင့်ရတဲ့အချိန်လေးမှတမ္မနေပါတယ်လို့သူပြောတယ်။ဒုဝါရောက်လာပြီရောက်လာပြီတဲ့အခါတိတ်ကြတာမဟုတ်ဘူးလူဝါမှာအေးအဲ့အနှစ်တရားတွင်မှပြန်ပြီးတော့ ထွက်သွားကြရတာပဲဖြစ်တယ်။အနစ်တရားပြည့်အောင်နေရတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်နေရပေါ့။ဒုဝါရောက်ပြီ။ဒေငါ60 90 80 90ဆိုရင်ထွက်ကြပြီ။ပြန်ထွက်သွားကြ။ဗမာပြည်မှလည်းမဟုတ်တခြားနိုင်ငံတွေလည်းဒီလောက်ပဲ။အဲ့ဒီလိုပဲပြန်သွားတဲ့အခါဖယ်သွားတယ်ဆိုတာတော့ဒီတမန်ပုဂ္ဂိုလ်ကြီးကတော့သိချင်မှာမဟုတ်ဘူး။ သို့တော့အကဲခတ်လို့ရတာတော့သူကဘာတွေလုံနေသလဲသူရဲ့စိတ်နေသဘောတရားနဲ့သူလောက်ကင်နေတဲ့အနေထားတွေကိုကြည့်ပြီးအတော်အသင့်တော့ခံမှန်းလို့ရတယ်မြတ်စွာဘုရားကသိနိုင်တဲ့နီလန်းလေးတော့ပေးထားတယ်ဘာလို့စေဗုဒ္ဓဝိသပ္ပတနာဖះဘောမှာနိနေကာကာကြည်ညိုတယ် မြတ်လို့ရယုံကြည်တယ်ဓမ္မေဝိသပဒနာတဏတရားပေါ်မှာနိနေကားကအတိညာနဲ့တိညာသက်ဝင်ပြီးတော့ခြင်းညိုလေးစားတယ်တန်ကြီးအဝိသပဒတာတန်ကပေါ်မှာနိနေကားကအတိညာနဲ့သက်ဝင်ခြင်းညိုတယ်အရိယကန္တသီလအသက်ထက်တမိုးထားပြီးတော့၅ပါးသီလကိုလုံအောင်ထိန်းတယ်ဆိုတဲ့ပုံကိုယ်တွေကိုတော့ မြတ်စွာဘုရားကို့ဘကိုခေါ်ကိန်ထုတ်နိုင်နေတဲ့ငါဒီဘွားကသိရင်ခိနနေရယောမိငါအတွက်ငရေဦးဆိုတာမရှိဘူးခိနတရိစ္ဆာဏယောတိငါအတွက်တရိစ္ဆာဘဝဆိုတာမရှိဘူးခိနပိတိဝီတယောငါအတွက်မှာပြိတ္တာအတုရကေဆိုတာမရှိဘူးငါကောဟသူရိရောက်မဲ့ပုဂ္ဂိုလ်ပဲလို့ ပြောနိုင်တယ်လို့ဓမ္မဒါသတရားမှန်ခြင်းမူဓမ္မမှန်ခြင်းမူမြတ်စွာဘုရားပေးထားရတာဖြစ်တယ်။အဲ့ဒီခြင်းမူပြင်ပေါ်မှာကိုယ့်ကိုယ်စစ်ဆေးကြည့်လို့ရမယ်ပေါ့။နော်။ကိုယ့်ရုပ်ပုံလွှာကိုခုကြည့်လိုက်မယ်။မှန်နေမှာကိုယ့်ရုပ်ပုံလွှာကိုကြည့်လိုက်တယ်လို့ပဲ။ကိုယ့်ဘဝကိုစစ်ဆေးပြီးကိုယ့်အကိုအဖြစ်ပေးလို့ရတယ်လို့ဓမ္မဒါသပရိယာယဓမ္မအာရာဒ တရားတည်းဟောမှန်ကြီးမှုရှိခေကတော့ခြေပြားကိုဝင်းနေအောင်ပွတ်ထားပြီးတော့ကြည်တာမှုခြေမုံလို့ခေါ်တာအခုခေတ်တော့ပရာသုတ်ထားတယ်မှန်ဖြစ်လို့မှန်ပေါ့ကြည်မှန်ပေါ့နော်တဘုံတစ်ခုပေါင်းပြီးတော့မှန်ခြေမုံလို့ပြောတာနော်ပါဠိလိုအာရသာအင်္ဂလိပ်လိုမေရာဆိုတမေရာဆိုနော်ခြေမုံဆို ခုခေတ်တော့သတင်းစာလည်းရှိတယ်ဂျေးမုံသတင်းစာဆိုတော့เนาะအဲ့လိုပေါ့အဲ့တော့လူတွေမှာကိုယ့်ကိုကိုယ်မှန်းနေမှချိန်ပြီးတော့ကိုယ့်ကိုယ်ကိုလှမလှဆုံးဖြတ်ကြတယ်လို့စမတ်ကြမကြဆုံးဖြတ်ကြတယ်လို့ပဲကိုယ့်ဘဝဟာစမတ်ကြမကြကောင်းတဲ့ဘဝရောက်နိုင်မရောက်နိုင်ဓမ္မဒါသဆိုတဲ့ခုနအချက်၄ချက်နဲ့ကိုင်းညီမှုရှိမရှိ ဖရာတရားသံဃာရဏသုံးပါးပေါ်မှာအတိညာနဲ့တဝေယုံကြည်ခြင်း။ငါးပါးတိလအရိယာတွေမြင့်မြင့်နုနုထိမ့်သိမ့်ဆော့ဆော့တဲ့ငါးပါးတိလလုံးဝလုံညောထိမ့်သိမ့်ခြင်းဆိုတဲ့ဒီအချက်၄ချက်ကုသနာမှာပြည်ပြွာရှိနေပြီဆိုရင်တော့ ွားကိုပဲဆုံးဖြတ်တော်သူတို့ဆိုတယ်နော်အပယ်လေးပါးကလွတ်တယ်လို့ကိုယ့်ကိုယ်ကိုဆုံးဖြတ်နိုင်တယ်ဒါမြတ်စွာဘုရားဟောထားတဲ့တရားပဲနော်အဲ့လိုဘဝဆိုတာမတည်မြဲတဲ့ဘဝဘယ်ဘဝမှာတည်ငြိမ်တာမဟုတ်ဘူးအေးဘဝရောက်လာပြန်တော့လေလူဘဝရောက်တဲ့အခါမှလဲချမ်းသာတဲ့အခါချမ်းသာပြန်တယ် ပစ္စည်းဥစ္စာတွေနဲ့အဆင်ပြေတဲ့အခါအဆင်ပြေမပြေတဲ့အခါအဆင်မွဲတည်တဲ့အခါဖြစ်တယ်။ဘုရားလောင်းသည်ပဲနင်ချမ်းသာတဲ့တတိဖြစ်တဲ့အခါဖြစ်တယ်။ဆင်းရဲသားဖြစ်တဲ့အခါဖြစ်တယ်။မျိုးစုံနော်။လူကောင်းဖြစ်တဲ့အခါဖြစ်တယ်။သကိုးရမြဖြစ်တဲ့အခါဖြစ်တယ်။ဘဝဆိုတာစုံကြီးစံကြီးအတိမကျနေကြီးမြင့်ကြီးအတိမကျဘုံဘဝမှာပါနဲ့တူတော့ဆိုရင်ဇက်ခုံပေါ်မှာ သမင်းသားမင်းသမီးတွေကပြနေတယ်လို့ပဲနော်ပုံစံအမျိုးမျိုးနဲ့ကပြနေတယ်လို့ဘဝမှာလည်းပဲဘဝဆက်ခုန်ကြီးကိုတက်ပြီးတော့ခုန်ကြီးတို့တွေဟာကပြနေကြတာတို့အဲ့ဒီလိုချိန်ခါမျိုးမှာဒီဘဝရဲ့အပြစ်နန်းစားတွေရှိတာဖြစ်တော့ကြောင့်ဘဝကိုထာဝရကောင်းဖို့ဆိုတာကိုယ့်ပေါ်မှာပဲမူတည်တယ်ကိုယ့်ပေါ်မှာမူတည်တယ် ဗုဒ္ဓသည်အတွက်ကြောင့်အရေးကြီးတဲ့ကိုခြင်းသီလထိန်းသိမ်းဆောင်ရှောက်ကြပါကိုခြင်းသီလထိန်းသိမ်းဆောင်ရှောက်ပြီးဆိုလို့ရှိရင်ဘဝမှာတဏှာကောင်းမှုဘာဝနာကောင်းမှုတွေဆက်လက်ပြုလုပ်တဲ့အခါမှာတကယ်ကိုအပေဘက်ကိုမဆင်းရဘဲနဲ့ချမ်းသာဒုက္ခတစ်ခုမှချမ်းသာဒုက္ခတစ်ခုချမ်းသာတဲ့ဘဝတစ်ခုကနောက်ချမ်းသာတဲ့ဘဝတစ်ခု အကောင်းကနေအကောင်းဒုက္ခိနာဒုက္ခံဆိုတာချမ်းသာတစ်ခုကနေချမ်းသာတစ်ခုရရှိပြီးတော့အစဉ်ပြေတဲ့ဘဝနဲ့ပဲနောက်ဆုံးနိဗ္ဗာန်ထိအောင်ရောက်ရှိနိုင်တယ်ဆိုတဲ့လမ်းကြောင်းကိုလည်းမြတ်စွာဘုရားပြထားတာဖြစ်